အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာအီရန်ရဲ့ထိပ်တန်းစစ်ကောင်းဆောင်တွေနဲ့ထိပ်တန်းနျူကလ িয়ার သိပ္ပံပညာရှင်တွေကိုချက်ကောင်းထိလောက်ကျန်ရှင်းလင်းပစ်ခဲ့ပြီးအီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်အယာတိုလာအလီကာမီနီကိုရိုင်းအောင်နောက်တစ်လှည့်သူ့အလှည့်ဖြစ်မလားဆိုတဲ့စိုးရိမ်စိမ်းနဲ့ပုံအောင်နေရတဲ့အထိဖြစ်နေပါဗျ။အီရန်စစ်တပ်တစ်ခုလုံးကောင်းဆောင်မှုမဲ့ကဘလို့တုံ့ပြန်ရမှန်းမသိပဲအယူမီဝိုင်းဖြစ်နေရတဲ့အခြေအနေကိုရောက်ရှိနေပြီလို့ဆိုရပါတော့မယ်။ဒီနေ့မှာတော့အစ္စရေးတိုက်ခိုက်မှုကအီရန်အစိုးရကိုဘလို့မျိုးနှာနှုတ်ကိုဖျက်ရိုက်လိုက်နိုင်တယ်လဲ။ ဒီတိုက်ခိုက်မှုရဲ့အကျိုးသက်ရောက်မှုကဘာတွေရှိမလဲဆိုတာအသေးစိတ်တင်ပြပေးသွားပါမယ်။အစ္စရေးကအီရန်ရဲ့နျူကလ িয়ার စီစဉ်တွေကိုပစ်မှတ်ထားပြီးစစ်ကောင်းဆောင်တွေနဲ့သိပ္ပံပညာရှင်တွေကိုတပ်ပစ်လိုက်တဲ့ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုလုပ်ခဲ့ပါတယ်။ဒီစစ်စင်ရေးကို Operation Rising Lion လို့နာမည်ပေးထားပြီးချင်းချောက်မှုအလုံးကိုဖယ်ရှားနိုင်တဲ့အထိဆက်လုပ်သွားမယ်လို့သိရပါတယ်။အီရန်ရဲ့စစ်ကောင်းဆောင်တွေတည်ဆုံပြီးအဓိကနျူကလ িয়ার စက်ရုံတွေမလုံရှားနိုင်တော့အောင်အစ္စရေးကလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးနောက်မှာ အီရန်ကလည်းအစ္စရေးကလူနေထူထပ်တဲ့နေရာတွေကိုပြန်ပြီးလက်တုံပြန်တိုက်ခိုက်ခဲ့ပါတယ်။အီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်အယာတိုလာအလီကာမီနီဆိုရင်အခုထွက်ပြေးတင်းရှောင်နေရတယ်လို့ဆိုပါတယ်။ဘာလို့လဲဆိုတော့အစ္စရေးကအီရန်ရဲ့စစ်ဘက်ဆိုင်ရာအစ်စ်မြင့်အရာရှိတော်တော်များများနဲ့နျူကလ িয়ার ပညာရှင်တွေကိုအတိအကျဆုံးနဲ့အပြင်းထန်ဆုံးလှုပ်ကြံမှုတွေကိုလှုပ်ဆောင်နိုင်ခဲ့လို့ပါပဲ။ခြေကောင်းကိုထိတဲ့တိုက်ခိုက်မှုအနေငယ်နဲ့အစ္စရေးဟာအီရန်ရဲ့ထိပ်တန်းစစ်ဘက်ကောင်းဆောင်အားလုံးကိုရှင်းပစ်ခဲ့တယ်လို့ ထိတ်တန်းနျူကလ িয়ার သိပ္ပံပညာရှင်တော်တော်များများကိုလည်းတုတ်တင်နိုင်ခဲ့ပါတယ်။သေဆုံးသူတွေထဲမှာအီရန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့စေဦးစည်းချုပ် IRGC ရဲ့ဒေနာပတိနဲ့အီရန်ရဲ့အရေးပေါ်ကုတ်ကဲမှုတပ်ဖွဲ့မှုတို့ပါဝင်ပါတယ်။ခေါင်းဆောင်တွေမရှိတော့တဲ့အတွက်အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာဥတီယာမဲဖြစ်နေကြပါတယ်။အမြင့်ဆုံးခေါင်းဆောင်ကာမီနီကိုရိုင်အောင်နောက်တစ်လှည့်သူ့အလှည့်ဖြစ်မှာကိုကြောက်ပြီးပုံအောင်နေရတယ်လို့ဆိုပါတယ်။ Operation Rise Lion လို့နာမည်ပေးထားတဲ့ဒီစစ်စင်ရေးမှာ ဣသရေတိုက်လေရင်200ကျော်ဟာတေချာကယူတဆိုင်ရွေးချယ်ထားတဲ့ပြစ်မှတ်တရားကျော်ကိုဤပညာမြင့်ထိန်းချုပ်ပြစ်ခတ်နိုင်တဲ့လက်နက်ခဲယံအနည်းဆုံး330နဲ့တိုက်ခိုက်ခဲ့ပါတယ်1980ပြည့်လွန်နှစ်တွေကအီရန်အီရတ်စစ်ပွဲနောက်ပိုင်းဒီလောက်ကြီးမားတဲ့ထိုးနှက်မှုကိုအီရန်မခံစားခဲ့ရဘူးသေးပါဘူးဒီတိုက်ခိုက်မှုကတီဟီရန်ကိုဘယ်သူမှထိလို့မရဘူးလို့ကာမီနီယုံကြည်ထားတာကိုလုံးဝဖျက်ဆီးပစ်လိုက်တာပါပဲအီရန်ရဲ့ထိတ်တန့်စစ်ဘက်ကောင်းဆောင်တွေအပြင်အစ္စရေးကနျူကလ িয়ার ဆက်ရုံအများပြားနဲ့ အီရန်ရဲ့နျူကလ িয়ার ရည်မှန်းချက်တွေကိုအားဖြည့်ပေးနေတဲ့အဓိကသိပ္ပံပညာရှင်တွေကိုတောင်တိုက်ခိုက်ခဲ့ပါတယ်။ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကဒီတိုက်ခိုက်မှုကိုဂျိုတင်ကာဝယ်ရေးအတွက်မဖြစ်မနေလိုအပ်တယ်လို့ရှင်းပြခဲ့ပါတယ်။အီရန်ဟာနျူကလ িয়ার လက်နက်စွမ်းရည်ရဖို့လာအနေငယ်ပဲလိုတော့တယ်ဆိုတော့ထောက်လန်းရေးသတင်းတွေရရှိခဲ့ပြီးနျူကလ িয়ার ထိပ်ဖို့မပါဘဲတောင်လူသန်းပေါင်းများစွာကိုတတ်နိုင်တဲ့ဒုံးကျည်တွေကိုစုဆောင်းနေတယ်လို့သူကအကိုကပြောဆိုခဲ့ပါတယ်။ ်ဂျေရုရှလင်အစ္စရေးအတွက်ဒါဟာတတ်ရမလားသိရမလားဆိုတဲ့အခိုက်အတန့်ဖြစ်ပြီးအီရန်ရဲ့နျူကလ িয়ার စီစဉ်တဲ့ IRGC ရဲ့စစ်ရန်တရားတွေကိုတကြိမ်တည်းထိုးနှက်ဖျက်ဆီးပစ်ဖို့ခွင့်ရရခဲ့တာပါ IRGC ဆိုတာအီရန်ရဲ့ထိတ်တန်းစစ်တပ်မဟုတ်တဲ့လက်နက်ကိုင်တပ်ဖွဲ့တစ်ခုပါ1989ခုနှစ်အီရန် Islamic Tolerance ပြည်ပချင်းမှာထူထောင်ခဲ့တာဖြစ်ပြီးအမြင့်ဆုံးကောင်းဆောင်အယာတိုလာအလီကာမီနီကိုရိုင်းကိုရိုင်းရွေးချယ်ဖွဲ့စည်းခဲ့တာပါ IRGC ရဲ့အဓိကယူရချက်ကတော့ တော်လန်ရေးအမြင့်ဆုံးကောင်းဆောင်နဲ့အစ္စလာမ်ရဲ့အစိုးရကိုမြည်သည့်အန်ဒီရယ်ကနေမဆိုပြည်ရင်းချိမ့်ချောက်မှုတွေအပါအဝင်ကာကွယ်ဖို့ပဲဖြစ်ပါတယ်။အချိန်ကြာလာတာနဲ့များသူတို့ဟာကိုပိုင်ကြီးတက်ရေတက်လေတက်နဲ့ထောက်လန်ရေးဝင်ကြီးဌာနနဲ့တောင် ရှင်ပြိုင်နိုင်တဲ့ထောက်လန်ရေးစနစ်ပါရှိတဲ့ပြည်စုံနဲ့တိုက်ခိုက်ရေးတပ်ဖွဲ့ကြီးဖြစ်လာခဲ့ပါတယ်။အီရန်ရဲ့ပယ်ထိန်တုံးကြီးစီစဉ်တဲ့ဒရုန်းတပ်ဖွဲ့ကိုလည်းသူတို့ကပဲကြီးကြပ်ပါတယ်။ဒါပေမဲ့ IRGC ကိုပို့ပြီး NDA ရှိနေတာကတော့ သူတို့ရဲ့ကိုယ်စားလှယ်တပ်ဖွဲ့တွေဖြန့်ကျက်ထားတဲ့ Proxy Fox ကွန်ရက်ပါပဲ။လက်ဘနွန်က Hezbollah, Yemen က Houthi, Iraq က Shia စစ်သွေးကြွတွေနဲ့ Gaza က Hamas လို့အဖွဲ့တွေကို သူတို့ကငွေကြေးထောက်ပံ့ပြီးထိန်းချုပ်ထားပါတယ်။ဒီကိုယ်စားလှယ်အဖွဲ့တွေတစ်ခုချင်းစီဟာ Iran ရဲ့ရှေ့တန်းကာကွယ်ရေးလက်နက်တပ်ဖွဲ့လုံဆောင်နေကြတာပါ။ Iran ကကိုယ့်တပ်သားတွေချစရာမလိုပဲ Israel နဲ့အခြားအနောက်တိုင်းအကျိုးစီးပွားတွေကိုမတိမငြိမ်ဖြစ်အောင်လုံဆောင်နိုင်ပါတယ်။ တူတူပြောရရင် IRGC ဟာအရှိအလေပိုင်းမှာအရေး Empire တခုကိုတိဆောက်ထားပါတယ်။ဒီဒေသမှာ Israel နဲ့အနောက်တိုင်းအကျိုးစီးပွားတွေကိုစန့်ကျင်တဲ့ပြည်ပခတ်တခုခု ဖြစ်ပြီးဆိုတာနဲ့ IRGC နဲ့ဆက်ဆက်မှုတခုခုကိုအမြဲတမ်းတွေ့ရမှာပါ။လက်နက်ထောက်ပံ့တာ၊လေ့ကျင့်ပေးတာ၊စီစဉ်ပေးတာဒါမှမဟုတ်ငွေကြေးထောက်ပံ့တာမျိုးတွေပေါ့။ IRGC ထိတ်တန်းကောင်းဆောင်ပိုင်းကိုပြစ်မှတ်ထားခြင်းဒီကိုယ်တိုင်အဖွဲ့တွေကိုတခုချင်းစီလိုက်လံနှိမ်နင်းနေမယ်စား အစ္စရေးကအာနာရဲ့အရင်းမြစ်ကိုတိုက်ရိုက်ဦးတည်သွားခဲ့ပါတယ်။အဲ့ဒါကတော့ IRGC ရဲ့ထိတ်တန်းကောင်းဆောင်ပိုင်းပါပဲ။ထိတ်ဆုံးမှာတော့2019ခုနှစ်ကလေးကစစ်ဦးစီးချုပ်ဖြစ်ပြီးအမြင့်ဆုံးကောင်းဆောင်ကာမီနီရဲ့အရင်းနှီးဆုံးနဲ့အယုံကြည်ရသောလက်ထောက်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးဟူစိန်ဆလာမီရှိပါတယ်။ဆလာမီဟာအီရန်ရဲ့အဓိကဂျိုးကိုင်သူပါ။သူအာနာရပြီးနောက်မှာ IRGC ဟာကိုယ်တိုင်တပ်ဖွဲ့တွေကိုတုံးပြီးစစ်ပွဲဆင်နွှဲတာကိုနှစ်ဆတိုးမြှင့်လှုံ့ဆော်ခဲ့ပါတယ်။ ဆလာမီဟာဟစ်စ်ဘိုလာရဲ့ဒုံးကျည်လက်နက်တိုက်ထဲကိုဒေါ်လာတန်ပေါင်းရာနဲ့ချီတဲ့ငွေကြေးတွေနဲ့ခင်မီလက်နက်တွေကိုထောက်ပံ့ပေးခဲ့ပါတယ်။စီးရီးယားနဲ့အီရတ်တခြားလုံးမှာလျှို့ဝှက်ပြီးတော့ရောင်းတဲ့ပေါ်ပေါ်တင်တင်စစ်စင်ရေးတွေကို Quad အတပ်ဖွဲ့တွေကတိုးမြင့်လှုပ်ဆောင်နိုင်ဖို့လည်းသူကကူညီခဲ့ပါတယ်။ရီမေမာဆိုရင်ဆလာမီရဲ့အမိန့်နဲ့မောင်းသူမဲ့တိုက်ခိုက်ရေးဒရုန်းတွေဟာစစ်ဘက်ဆိုင်ရာတပ်ဆင်မှုတွေကနေပင်လယ်နီကကုံသွယ်ရေးတင်းမော့တွေထိမဟာဗျူဟာမြောက်ပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ပါတယ်။ ။အစ္စရေးရဲ့မြောက်ဘက်နယ်စပ်ကိုတိုက်ရိုက်ချင်းချောက်ပြီးအရှေ့အလယ်ပိုင်းကအမေရိကန်တပ်ဖွဲ့တွေကိုပစ်မှတ်ထားတဲ့အစီအစဉ်တွေကိုလည်းသူကိုယ်တိုင်ကြီးကြပ်ခဲ့ပါတယ်။ဆလာမီဟာအစ္စရေးကိုကမ္ဘာမြေပုံပေါ်ကနေဖျက်ပစ်မယ်လို့အကြိမ်ကြိမ်ပွင့်ပွင့်လင်းလင်းကြိမ်ဆိုခဲ့ဘူးသလိုအီရန်ဟာဘယ်စစ်ပွဲကိုမဆိုအသင့်ရှိတယ်လို့လည်းသတိပေးခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကတော့ဆလာမီဟာအစ္စရေးကအီရန်ကိုဘယ်တော့မှထိုးနှက်တိုက်ခိုက်ရဲမှာမဟုတ်ဘူးလို့အယံကိုယုံကြည်စိတ်ချနေပုံရပါတယ်။ တိုက်ခိုက်မှုမဖြစ်ခင်နိုင်ရီအနှဲငယ်လိုမှာပဲစလာမီဟာအစ္စရေးရဲ့ချင်းချောက်မှုတွေကိုလှောင်ပြောင်ရီမောခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့ကြာသပတေးနေ့ညအိတ်ရဝင်သွားတဲ့စလာမီဟာသူ့ရဲ့အိတ်ရပေါ်တည့်တည့်ကျလာတဲ့ဒုံးကျည်နဲ့အသက်ဆုံးရှုံးခဲ့ရပါတယ်။အီရန်နိုင်ငံပိုင်မီဒီယာတွေကသူဟာအစ္စရေးရဲ့ပထမဆုံးလေကြောင်းတိုက်ခိုက်မှုလှမ်းရဲ့ထိတ်တန့်ပြတ်မဲ့အချို့တွေမှာပါဝင်ခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။ဒုံးကျည်တိုက်ခိုက်မှုဟာအရန်ကိုတိကျပြီးပြင်းထန်လုံးလို့စလာမီနဲ့သူ့ရဲ့ကိုရန်တော်တို့ချက်ချင်းတေဆုံးခဲ့ကြပါတယ်။ တီဟီရန်ကနေရရှိတဲ့ဓာတ်ပုံတွေမှာသူ့ရဲ့အထက်မြင့်အဆောက်အုံရဲ့အပေါ်ဆုံးဓာတ်တွေလုံးဝပျက်စီးသွားတာကိုတွေ့ရပါတယ်။အန်အားသင့်စရာကောင်းတာကတော့ဆလာမီတိတ်ဆုံးတဲ့တင်းဟာအီရန်နိုင်ငံသားအများပြားကြမှာပျော်ရွှင်စရာပွဲတွေဖြစ်စေခဲ့တာပါပဲ။ဘာလို့လဲဆိုတော့သူဟာနိုင်ငံသားရန်သူတွေကိုရက်ဆက်ယုံနေမှာပဲသူ့ရဲ့ကိုယ်ပိုင်နိုင်ငံသားတွေကိုလည်းရက်ဆက်ကြမ်းကြုတ်ခဲ့လို့ပါ။2019ခုနှစ်ကစပြီးဆလာမီဟာဆန္ဒပြသူတွေ၊တည်င်းသမားတွေ၊တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးပြိုင်ဘက်တွေအပေါ်အကြမ်းဖက်နှိမ်နှဲမှုတွေကိုဥဆောင်ခဲ့ပါတယ်။သူလက်အောက်မှာအီရန်နိုင်ငံသားယာနက်ချီတေဆုံးခဲ့ရပြီးထောင်နဲ့ချီဒဏ်ရာရခဲ့ကြတာတော်တော်များများကတော့အဖမ်းခံရတာဒါမှမဟုတ်ပျောက်ဆုံးသွားတာတွေဖြစ်ခဲ့ပါတယ်။ဗိုလ်ချုပ်ဆလာမီတေဆုံးသွားတာဟာ IRGC ကို အရေးကြီးတဲ့အချိန်အခါမှာထိတ်တန်းကောင်းတော်မဲ့ဖြစ်သွားစေခဲ့ပါတယ်။ဒီဟီရန်ကစစ်မှုရန်ဟောင်း IRGC ဗိုလ်ချုပ်အာမတ်ဘာဟီဒီကယာယီအစားတို့အဖြစ်အမြန်ခန့်အပ်ခဲ့ပေမဲ့ ဆလာမီရဲ့ဆယ်စုနှစ်များစွာစစ်မြေပြင်အတွေ့အကြုံမဟာပြွာမြောက်တွေးခေါ်မှုနဲ့သူ့ရဲ့ပုံကိုရေးဆိုင်ရာဩဇာအာဏာတွေကိုလွယ်လွယ်နဲ့အစားထိုးနိုင်မှာမဟုတ်ပါဘူးပိုရေးကြည့်တာကတော့ဆလာမီဟာအမြင့်ဆုံးကောင်းဆောင်အယာတိုလာကာမနီရဲ့လုံးဝယုံကြည်မှုကိုရရှိထားသူဖြစ်ပြီးကာမနီကိုယ်တိုင်ကသူ့ရဲ့ခိုင်မာတဲ့တစ္ဆာစောင့်သိမှုနဲ့ခတ်ထန်တဲ့ရည်ရည်ချက်ကိုအရန်တန်ဖိုးထားခဲ့တာပါဒါပေမဲ့အခုချိန်မှာဆလာမီကိုဆုံးရှုံးရတာဟာကာမီနီရဲ့စိုးရိမ်ပူပန်မှုတွေထဲမှာအသေးဆုံးဖြစ်နေနိုင်ပါတယ်။ ။ Israel ဟာယခင်ကအရာတိုလာကိုတိုက်ရိုက်ပစ်မှတ်ထားခဲ့ဘူးခြင်းမရှိပေမဲ့ဒီလိုရဲရင်တဲ့တိုက်ခိုက်မှုကတော့အရာအလုံးပြောင်းလဲသွားနိုင်ပြီဆိုတဲ့အချက်ကိုပြသနေပါဗျ။ဘာပဲဖြစ်ဖြစ်အီရန်မှာတတိယမြောက်အာနာရှိသုံးပုဂ္ဂိုလ်ကိုဒီလောက်ထိတ်လန့်စရာကောင်းအောင် လွယ်လွယ်ကူကူဖယ်ရှားနိုင်ခဲ့တယ်ဆိုရင်ကာမီနီကလည်းသူ့အလှည့်များဖြစ်လာမလားဆိုပြီးတေချာပေါက်စိုးရိမ်နေရမှာပါပဲ။ဆလာမီနဲ့အတူတေဆုံးခဲ့ရတဲ့နောက်ထပ်အရေးကြီးတဲ့ပုဂ္ဂိုလ်တူကတော့ဘိုးချုပ်ကြီးဂိုလန်အလီယာရှစ်ဖြစ်ပါတယ်။သူဟာဒန်နာယီဆန်နဲ့ အီရန်စစ်မဟာဗျူဟာမှုတစ်ဦးဖြစ်ပြီးကာဒန်အယ်အယ်နီယာဗဟိုဌာနချုပ်ရဲ့တပ်မှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒီဌာနချုပ်ဟာအီရန်ရဲ့စစ်ပွဲစီမံကိန်းစစ်ရေးစစ်ဆင်မှုတွေနဲ့လက်နက်ကင်တပ်ဖွဲ့အလုံးရဲ့မဟာဗျူဟာမြောက်ပေါင်းစပ်ညှိနှိုင်းမှုတွေအတွက်အဓိကအာရုံကြောဗဟိုချက်ပါပဲ။အီရန်သာစစ်ပွဲတစ်ခုခုဆင်နွှဲရမယ်ဆိုရင်ဒါမှမဟုတ်ကြီးမားတဲ့စစ်ဆင်ရေးတွေစီစဉ်ရမယ်ဆိုရင်ရာရှိဟာဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုဥဆောင်ညွှန်ကြားရမယ်သူဖြစ်ပါတယ်။ရာရှိကိုတကယ်ပဲထူးခြားစေတာကတော့ သူ့ရဲ့ဆယ်စုနှစ်များစွာကြာစစ်မြေပြင်အတွေ့အကြုံမှာပဲသူဟာ1980ပြည့်လွန်နှစ်တွေကရက်ဆက်ကြမ်းကြုတ်ခဲ့တယ်လို့နာမည်ကြီးတဲ့ရှစ်နှစ်ကြာအီရန်အီရက်စစ်ပွဲကနေကြံရစ်ခဲ့တဲ့အကြီးတန်းတပ်မှုအနေငယ်တွေကတူပါရရှိဟာကာဆင်ဆိုလီမာနီလိုမျိုးဒန်နာအီဆန်နဲ့ IRGC ခေါင်းဆောင်တွေနဲ့လက်တွဲပြီးတိုက်ပွဲဝင်ခဲ့တာကြောင့်အီရန်စစ်ပတ်ထိတ်တန့်အရာရှိတွေကြောင့်မှနာမည်ကောင်းရခဲ့ပါတယ်သူရဲ့စစ်စင်နိုင်သန်းနဲ့တိုက်ပွဲနီးဗျူဟာနှစ်မျိုးစလုံးရဲ့ဓာတ်ရိုက်အတွေ့အကြုံကတော့ပြိုင်ဘက်ကင်းပါပဲ ။ဒါကြောင့်သူဟာစစ်ရေးသမိုင်းမဟာဗျူဟာနဲ့စစ်ဘက်ဆိုင်ရာဗဟုသုတတွေစုဆောင်းထားတဲ့လူသားစာကြည့်လိုက်ကြီးတစ်ခုလိုပါပဲ။အစ္စရေးဒုံးကြီးတွေတီဟီရန်ကိုစတင်ပြစ်ခတ်ချိန်မှာရာရှစ်ဟာသူ့အိမ်ထဲမှာရှိနေပြီးနောက်ကျမှအဖြစ်ပြက်ကိုသိခဲ့ရတယ်လို့ဆိုပါတယ်။အခုဆိုရင်အီရန်ဟာသူတို့ရဲ့အဓိကမဟာဗျူဟာမှုကိုဆုံးရှုံးလိုက်ရတာကြောင့်အသေးအတန်လက်တုံပြောင်းခြင်းရင်တော့ထိရောက်စွာပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပါဘူး။ရုရှားဟာအစ္စရေးကိုတိုက်ခိုက်မဲ့စနစ်တကျပေါင်းဆက်ညှိနှိုင်းထားပြီးတော့ တိုက်ခိုက်မှုတွေကိုစီမံနိုင်စွမ်းရှိတဲ့သူတယောက်လည်းဖြစ်ပါတယ်။အီရန်ရဲ့ကိုပိုင်စစ်ရေးလှုပ်ရှားမှုတွေကိုဒေတာရင်းမဟာမိတ်တွေနဲ့ကိုယ်စားလှယ်စစ်သွေးကြတွေရဲ့ဒပိုင်းနဲ့ထက်တိုက်ခိုက်မှုတွေနဲ့ချိန်ညှိပြီးဗတ်ပေါင်းစုံကနေအကြီးဆုံးဖိအားနဲ့ရှုပ်ထွေးမှုတွေဖန်တီးခဲ့သူပါ။ရုရှားမရှိတော့ရင်ဒီလိုရှုပ်ထွေးတဲ့ဗတ်ပေါင်းစုံတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်ဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲ။ပိုပြီးဆိုရတာကတော့ရုရှားဟာအီရန်ရဲ့ပုံမှန်စစ်တပ်နဲ့ ထိတ်တန်း IRGC တပ်ဖွဲ့တွေကအရေးပါတဲ့ပေါင်းကူတရားတစ်ခုဖြစ်လဲဆောင်ရွက်ခဲ့တာပါပဲ။တမိုင်းကြောင်းအရဒီစစ်တပ်နှစ်ခုဟာတီးခြားကိုယ်ကဲမှုစနစ်တွေအောက်မှာလေပတ်နေတာကြောင့်ပြည်ရင်းပိုင်ဆိုင်မှုတွေနဲ့ဆုံးဖြတ်ချက်ချရမှာကွဲပြားမှုတွေမကြာခဏဖြစ်ပေါ်ခဲ့ပါတယ်။ရုရှားဟာသူ့ရဲ့ Carden L NER ဌာနချုပ်ကနေဒီအဖွဲ့အစည်းတွေကိုစီးလုံးစေပြီးပြည်ရင်းကွဲပြားမှုတွေကိုပေါင်းကူပေးခဲ့ကတင်းမာမှုတွေကိုရှော့ချပြီးစီးလုံးညီညွတ်တဲ့စစ်စင်ရေးတွေဖြစ်မြောက်အောင်လှုံ့ဆော်ပေးခဲ့သူပါ။ ဒါပေမဲ့အခုဆလာမီနဲ့ရာရှစ်နှစ်ဦးသလုံးတေဆုံးသွားပြီဖြစ်လို့ဒီတပ်ဖွဲ့နှစ်ခုသလုံးဟာသူတို့ရဲ့နောက်ထပ်အမိန့်တွေအတွက်မသေးကြမရေရာပဲယုံကန်နေရပါပြီ။ပြည်ပတိုက်ခိုက်မှုတွေကြောင့်အီရန်ဟာစစ်တပ်ရဲ့ချက်ချင်းရှုပ်ထွေးမှုနဲ့လှုပ်ရှားနိုင်စွမ်းမရှိတာတွေအပြင်ကာကွယ်ရေးဌာနရဲ့အမြင့်ဆုံးအဆင့်တွေမှာပြည်ရင်းအာဏာလုပွဲတွေနဲ့အချင်းချင်းတိုက်ခိုက်မှုတွေဖြစ်လာနိုင်တဲ့အန်ဒီရဲ့ကြီးကြီးမားမားကိုလည်းရင်ဆိုင်ရနိုင်ပါတယ်။လေးစားမှုယုံကြည်မှုနဲ့အတွေ့အကြုံအဆင့်တန်းတူညီတဲ့ခေါင်းဆောင်တို့ဦးပေါ်ပေါက်မလာမချင်း အီရန်စစ်တပ်ဟာအမြဲတမ်းပြိုကွဲနေနိုင်ပြီးအစ္စရေးတပ်ဖွဲ့တွေကိုထိရောက်တဲ့ညှိနှိုင်းတုံ့ပြန်မှုမျိုးပေးနိုင်မှာမဟုတ်ပါဘူးဒီလိုအချိန်မျိုးမှာဆိုရင်အီရန်ကပုံမှန်အဖြစ်သူတို့ရဲ့လက်နက်ကင်တပ်ဖွဲ့များရဲ့စစ်ဦးစီးချုပ်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးမိုဟာမက်ဘာဂရီကိုလှည့်ကြည့်မိမှာပါဒါပေမဲ့အစ္စရေးကသူ့ကိုလည်းရှင်းပစ်လိုက်ပါပြီဘာဂရီဟာအီရန်ရဲ့အမြင့်ဆုံးစစ်ဘက်ရာရှိဖြစ်ပြီးအီရန်ရဲ့စစ်တပ်ရေတပ်လေတပ်နဲ့ IRGC အားလုံးကိုအမြင့်ဆုံးကောင်းဆောင်ရဲ့ဓာတ်ရိုက်အာဏာအောက်မှာညှိနှိုင်းဆောင်ရွက်ပေးရတဲ့အဓိကပုဂ္ဂိုလ်ပါ သူလည်းပဲဗိုလ်ချုပ်ကြီးဆလာမီနဲ့ဗိုလ်ချုပ်ကြီးရာရှက်တို့ကိုဖယ်ရှားခဲ့တဲ့တိကျတဲ့ပထမဆုံးတိုက်ခိုက်မှုလိုင်းမှာပြစ်မှတ်ထားခံခဲ့ရတာပါဆလာမီနဲ့ရာရှက်လိုပဲဘာဂရီဟာအီရန်ရဲ့စစ်ရေးစွမ်းရည်တွေကိုခင့်မိအောင်လှုံ့ဆော်ရမှာအဓိကခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်သူဟာခင့်မိတဲ့ drone နဲ့ဒုံးကျည်နည်းပညာတွေပြည်ရင်းမှာဖော်ဆောင်ရေးစီမံကိန်းကြီးတွေကိုကိုယ်တိုင်ကြီးကြပ်ခဲ့ပါတယ်ဒီစီမံကိန်းတွေကအီရန်ရဲ့ဒေတာရင်းဩဇာအာဏာကိုမြင့်တင်ပေးခဲ့ပြီးခေါင်းဆောင်တွေကိုယူရေနီယံကြွယ်ဝမှုနှုန်းကို နျူကလ িয়ার လက်နက်အဆင့်နီးပါးအထိတွန်းပို့ဖို့မဟာဗျူဟာမြောက်ယုံကြည်မှုတွေကိုပေးခဲ့ပါတယ်။ဘာဂရီဟာတန်တမန်ရေးရာမှာလည်းဥဆောင်ခဲ့ပြီးရုရှားနဲ့တရုတ်လိုကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့အရေးပါတဲ့စစ်ရေးမိဖက်ဆက်ဆံရေးတွေကိုတက်ကြွသွားတည်ဆောက်ခဲ့ပါတယ်။ဒီမိဖက်ဆက်ဆံရေးတွေကအီရန်ရဲ့ပထဝီနိုင်ငံရေးအရအင်အားနဲ့ဩဇာအာဏာကိုတည်တည်တသာမြင့်တင်ပေးခဲ့ပါတယ်။ဘာဂရီရဲ့ခေါင်းဆောင်မှုမရှိဘဲအီရန်ရဲ့ပုံမှန်စစ်တပ်ရေတပ်ကာဝေးရေးတပ်ဖွဲ့တွေနဲ့ထိပ်တန်း IRGC တပ်ဖွဲ့တွေကြားညှိနှိုင်းဆောင်ရွက်မှုဟာ အကြီးအကျယ်အားနည်းသွားပါပြီ IRGC ဟာတခါတည်းရမှာကိုပိုင်အုပ်ချုပ်ခွင့်အတိုင်းအတာတစ်ခုထိလှုပ်ဆောင်ခဲ့ပေမဲ့နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာအဓိကဆုံးဖြတ်ချက်ကြီးတွေကတော့ဘာဂရီရုံးမှာနောက်ဆုံးအပိတ်တက်ခဲ့တာပါအမြင့်ဆုံးကောင်းဆောင်ကာမီနီဟာဘာဂရီရဲ့အတွေ့အကြုံရင့်ကျက်တဲ့စစ်ရေးဆုံးဖြတ်ချက်မဟာပြူဟာမြောက်ထိုးထွင်းညံနဲ့ယုံကြည်စိတ်ထားရတဲ့အကြံဉာဏ်တွေကိုပုံမှန်အဖြစ်အားကိုးခဲ့ရတာပါဒါပေမဲ့အခုတော့နိုင်ငံငယ်တွင်ဖြစ်ပွားခဲ့တဲ့ပြင်းထန်ပြီးတိကျတဲ့တိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့စစ်ဘက်ဆိုင်ရာအဆင့်ဆင့်ခေါင်းဆောင်ပိုင်းတစ်ခုလုံးဟာထိထိရောက်ရောက်ခေါင်းဖြတ်ခံလိုက်ရသလိုပါပဲအခုကြမ်းရှိနေတဲ့ပုံကိုယ်တွေကတော့အတွေ့အကြုံမရှိသေးတဲ့လက်အောက်ခံတွေနဲ့ကိုယ်တိုင်ထွက်ပြေးတိမ်းရှောင်နေရပြီးသူ့ရဲ့အမိန့်တွေကိုလက်အောက်ခံတွေကိုအသေးအတန်အားကိုးပြီးလှုပ်ဆောင်နေရတဲ့အမြင့်ဆုံးခေါင်းဆောင်တဦးတည်းသာကြံတော့တာပါဒီထိတ်တန်းတမှုသုံးဦးအပြင်အခြားသောအီရန်စစ်ဘက်ဆိုင်ရာအကြီးတန်းခေါင်းဆောင်ဒါသင်များတော်ကိုလည်းပြစ်မှတ်ထားရှင်းလင်းခဲ့ပါတယ်တေဆုံးသူများတွေမှာ IRGC ရဲ့ထိတ်တန်း Quad တက်ဖွဲ့မှု ဗိုလ်ချုပ်အက်စမာကာနီလေကြောင်းအာကာသတပ်ဖွဲ့မှူးဗိုလ်မှူးချုပ်အာမရီအလီဟာဂျီဇာဒေ IRGC ရေတပ်မှူးရေတပ်ဗိုလ်ချုပ်ကြီးအလီတန်ဂီနဲ့ကုန်းတပ်မှူးမိုဟာမက်ပတ်ပူတို့ပါဝင်တယ်လို့သတင်းရရှိပါရတယ်။သတင်းတပုတ်ရ IRGC ရဲ့အဓိကကုတ်ကဲရေးစခန်းတစ်ခုမှာတကြိမ်တည်းတိုက်ခိုက်မှုနဲ့ထိတ်တန်းတပ်မှူးလူ20ဦးကျော်ရှင်းလင်းခံခဲ့ရတယ်လို့ဆိုပါရတယ်။ဒါဟာပြစ်မှတ်ထားခံရတဲ့နေရာအများပြားတွေကတစ်ခုပဲရှိပါသေးတယ်။ အတူတူပြောရရင်အီရန်ရဲ့အကြီးတန်းစစ်ဘက်ကောင်းဆောင်ပိုင်းကိုရရှိခဲ့တဲ့ထိခိုက်ပျက်စီးမှုဟာအလွန်ကြီးမားပြီးလုံးဝပြန်လည်ကောင်းမွန်ဖို့မဖြစ်နိုင်တော့ပါဘူး။အစ္စရေးဟာအီရန်ရဲ့စစ်ဘက်ဆိုင်ရာအဆင့်ဆင့်ကောင်းဆောင်ပိုင်းကိုခေါင်းဖြတ်လိုက်ုံနဲ့မကဘဲအစားထိုးနိုင်မဲ့သူအားလုံးဒီဘက်ကိုလည်းစနစ်တကျဖယ်ရှားပစ်ခဲ့တာကြောင့် IRGC ရဲ့အမြန်ပြန်လည်စုသီးပြီးတုံ့ပြန်နိုင်တဲ့ကိုထိထိရောက်ရောက်ထိခိုက်စေခဲ့ပါတယ်။အမြင့်ဆုံးကောင်းဆောင်ကာမီနီရဲ့ရှူတောင်းကနေကြည့်ရင် deliberation ပြက်ခံလိုက်ရတာဟာ အစ္စလာမ်ရဲ့တမရနိုင်ငံရဲ့ကြောက်တိုင်ကြီးတွေကိုရိုက်ချိုးခံလိုက်ရတာ ਨੇ အတူတူပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။